အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CDM စစ်သားဇင်ယောဖြစ်ပါတယ်2025ခုနှစ်မေလ19ရက်နေ့နေ့ခင်းရှေးသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်မက်ဆီကြိုက်သွားတဲ့ယူဝမှုသတင်းလေးနဲ့စတင်ပါမယ်ကီနီနယ်မြေဘောလကွက်ခွေမှာယခုလ6ရက်နေ့ကနီးပြူဝမှုတပွေမက်ဆီကြိုက်ခဲ့တယ်လို့ကျွန်တော်ပြောခဲ့ဘူးလားမှတ်မိကြအောင်ပဲထင်ပါတယ်အမှတ်66အချင်းမြန်တမဌာနချုပ်ကနီးပြူဝမှုဘုံမူကြီးအောင်ကျော်သက်ခေါ်အုံဖီဖြစ်ပါတယ်ဂျန်ဝါရီ မော်ဘီနေ့ရက်ွက်မှာရက်လက်ဆုံးသွတ်ပြီးဖြစ်ပါတယ်။၎င်းမြို့ဝမှုဟာမက်ဆီမကိုက်ခင်နိုင်ပိုင်းလိုမှာမိခင်ဖြစ်သူထံငတ်ပြတ်နေလို့အကြုံရှိရင်အကျော်တော်လေးတွေထည့်ပေးပါဆိုပြီးဖုံးဆက်ခဲ့သေးတာဖြစ်ပါတယ်။လေကြောင်းအခုခေါ်နေတော့ကာမီကာစီနှလုံးထိပြီးမက်ဆီကိုက်ခဲ့တာဖြစ်ပါတယ်။နိုင်အတူပါဗီဒီယိုမှတ်တမ်းအရမျက်နှာပစံလုံးပတ်တီးစီးထားတယ်လို့သိရပါတယ်။အဲ့ဒီနိုင်ဗီဒီယိုကိုကြည့်ပြီးနေ့ရက်ွက်မှာနေထိုင်တဲ့မော်ဘီဈေးထဲမှာ ရွှေတိုင်ဖွင့်ထားတဲ့အတော်ဖြစ်သူဒေါ်မို62နှစ်ဟာညဘက်အိယာဝင်းကြီးမနဲ့မထနိုင်တော့ပဲတည်ဆုံသွားခဲ့ပါတယ်။ဆိုပါပြောပါမူဟာစစ်တပ်ကတော့အပတ်စဉ်44ကြောင်းစင်းဖြစ်ပြီးငငယ်တုန်းကချိုးတက်လို့အမေဖြစ်သူကအကျော်ရောင်းခဲ့ရပြီးသူကတော့မိုးဖက်ထုတ်ရောင်းခဲ့ရတဲ့အုံးဖေဖြစ်ပါတယ်။ဇနီးဖြစ်သူနဲ့မိသားစုကတော့မြောက်ကလာမှာနေထိုင်တာလို့သိရှိရပါတယ်။ချမ်းမြေနယ်မြောက်ပိုင်းမြို့တော်လားချိုးမှာတော့ရှာဖွေရေးတွေစနေပြီဖြစ်ပါတယ်။စကားစားရဲ့တပ်ပိုင်းဌာနပိုင်းပြည်ပေါ်ကတွေကို နေအိမ်တွေမှာလိုက်လံရှာဖွေပြီးတွေးစီပါကခံဝယ်ထိုးခိုင်းတာပစ္စည်းတွေကိုပြန်လည်သိမ်းဆည်းနေတာဖြစ်ပါတယ်။လာချိုးစီပင်ဌာနဟာစတင်ငွေကောက်ခံနေပြီဖြစ်ပြီးယနေ့မှာတော့လဝကယုံစတင်လေပတ်မယ်လို့သိရှိရပါတယ်။ကုလရှင်တို့ရဲ့ yes ကန်းကတော့လေပတ်မှုအချိန်ရနေတာကြာပြီဖြစ်ပြီးတရုတ်ပြည်ပို့မဲ့လိုင်းစင်မဲ့ဝက်နွားတင်ဆောင်လာတဲ့ကားတွေကိုနေ့စဉ်ဖမ်းဆီးလျက်ရှိပါတယ်။အဆိုပါတရိတ်ဆန်တွေတင်ဆောင်ထားတဲ့မော်တော်ယာဉ်တွေကိုဖမ်းဆီးထိန်းသိမ်းထားရတာဟာအခုလိုအများများပါပဲ။ ဒါကြောင့်ကိုလာရွှေတို့ဟာဖန်စီရမိတွေကိုစခန်းထဲမှာနေတဝက်လောက်သာထားပြီးမြမငွေ30ပေးတာနဲ့ချက်ချင်းပြန်လွတ်ပေးနေတာဖြစ်ပါတယ်။စကိုင်းတိုင်းမုံရောအနောက်မြောက်တိုင်းစစ်တာနာလုပ်ခဲကနေစစ်ကြောင်းတစ်ကြောင်းထွက်လာတာရှိပါတယ်။ဒေဝဥဒိမေဆိုတာကိုစီစစ်နေတဲ့ဖြစ်ပြီးအမတ်89ချင်းပြန်တမခန္ဓာတို့ရဲ့လက်အောက်ခံစစ်ကြောင်းတစ်ခုဖြစ်တယ်လို့တော့သိရှိရပါတယ်။ဇမန်လေးဟာစကိုင်းအင်းမြောက်ရီရက်ွက်ထဲကစစ်ကောင်စီစစ်ကြောင်းတွေဒေါသပုံထားပြီးတောင်ပြစ်မြောက်ပြစ်ပြစ်နေတဲ့အကြောင်းရင်းကတော့ပြည်သူစစ်ခေါင်းဆောင်ကိုကာဝေးအဖွဲ့တွေကလာရောက်ဖမ်းဆီးခေါ်ဆောင်သွားတာခံလိုက်ရလို့ဖြစ်ပါတယ်။ ဖခင်ကိုဥတီလာနေတဲ့စစ်ကြောင်းဟာတရားညီတော်ကိုကြော်လွန်လာပြီးဖြစ်ပေမဲ့လမ်းတစ်လျှောက်အထိကအကြဆုံးများစွာနဲ့ခံလာခဲ့ရတာဖြစ်ပါတယ်။စကန်တစ်ထောက်ချခဲ့တဲ့ကျေးရွာတွေကဒေသခံပြည်သူတွေရဲ့အိမ်မွေးသိမ်းဆန်တွေကိုစိတ်တိုင်းကြရိတ်ခါဖြစ်တပ်ဖြတ်ဆားသုံးလာကြတာကိုလည်းတွေ့မြင်ရပါတယ်။မြဝကြုံမဒေသလေးမြနာနဲ့အင်ဂူမြို့နယ်တွေကိုလေကြောင်းကနေအချိန်များစွာဘုံကျက်တိုက်ခတ်ခဲ့ပါတယ်။လေးမြနာမြို့နယ်စာစီကုန်းဝင်းနဲ့အင်ဂူမြို့နယ်ဘဲပြားကုန်းခြေကရွာတွေကိုတိုက်ခတ်ခဲ့ပြီးအဆိုပါကျေးရွာတွေမှာမြေပြင်ထိတွေ့မှုမရှိဘူးဖြစ်ပါတယ်။အင်ဂူမြို့နယ်ကွင်းောက်ခြေဆိုင် မှန်ကားတက်မလို့တမင်းလေးကြီးအကြောင်းနဲ့ညားစွာမွေးကွာလာတဲ့ဖန်ဝေးကုန်းတဝိုက်မှာထိတွေ့မှုပြင်းထန်နေပြီးတတကငါးကနေစစ်ကူဇက်တိုက်ပို့နေပေမဲ့ကာကွယ်ရေးအင်အားစုတွေဘက်ကအသာစီးရလျက်ရှိပြီးစစ်ကြောင်းဟာကွင်းကောက်ဘက်သို့တဖြည်းဖြည်းချင်းတိုးလာနေတယ်လို့ခန့်မှန်းရပါတယ်။မကွေတိုင်းခရုတ်တရာမြို့နယ်နမရအောင်နောက်ဘက်ကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ထားပါတယ်။နမရအောင်နောက်ဘက်ဆိုတော့ကျွန်းတော်မှာစစ်ကောင်စီရဲ့စစ်ဆေးစခန်းရှိတယ်လို့အနောက်ဘက်ကိုဆက်ပြီးလာမယ်ဆိုရင်ခဲကြီးတဲ့လမ်းဖြစ်တဲ့ခွေးမလောင်လမ်းကွဲကိုရောက်မှာဖြစ်ပါတယ်။အဆိုပါကျွန်းတော်စခန်းကို ကာဝေးအင်အားစုတွေအတိုက်ခံနေရလို့၄ချောင်းပြစ်ကူပေးတာလို့ယူဆရပါတယ်။ဂျန်ုံတိုင်းတွန်နေကစကားငယ်တစ်ခုစီးနေပြီးနောက်ဆက်တွဲဖန်ဆီးမှုသုံးဦးထပ်ပြီးရှိခဲ့တယ်လို့တိုးမြင့်တခြားစစ်ကောင်စီရဲ့နယ်မြေရှင်းစစ်ကြောင်းတွေဝင်ရောက်ဖို့ရှိနေပါတယ်။တွန်တေကော်မှုကုန်းညံကုန်းမြို့နယ်တွေကိုအဓိကဥတီမှာဖြစ်ပြီးအာနာသိန်းကြီးမှာအစ်စ်ဖွဲ့ထားတဲ့ဂျန်ုံတိုင်းရဲ့တိုင်းရန်တပ်မဆိုတဲ့တပ်တွေကိုအသုံးပြုမှာဖြစ်ပါတယ်။ချမ်းမြေနယ်တောင်ပိုင်းအောင်မန်းကနေတောင်ကြီးကိုစစ်ရင်သား20ကအင်အားပြည့်တဲ့ဂျမန်ညက်တွေကဝင်လာတာရှိပါတယ်။ လမောင်းစိတ်တွေရအမြောက်တက်ဖြစ်ပြီး drone စစ်သားစင်အဖွဲ့ရဖြစ်နိုင်တယ်လို့ယူဆရပါတယ်။မန်းလေးမြို့နယ်အင်အားပြည့်နဲ့စစ်အနအစီး20ခန်းဟာ89လမ်းတိုင်းမြောက်ဘက်ကိုဥတီမောင်းနေသွားတာရှိခဲ့ပါတယ်။မလယ်အရှေ့ခြမ်းမှာမက်ဆီကိုင်းမဲ့စစ်ကြောင်းဖြစ်မယ်လို့ယူဆရပါတယ်။ညဉ့်ညံရဲ့အဓိကဆုံးရှုံးခလုတ်ဖြစ်တဲ့တီတာယူမွန်နဲ့ဦးစီးအဖွဲ့ဟာညဘက်ဆိုရင်ထနောင်းနိုင်ရွာမှာပုံမှန်အခြေပြုလေးရှိတာဖြစ်ပါတယ်။လေဒီရဲတွေရဲ့မိသားစုဝင်တို့ရသည်မလိပ်စာတရားချင်းတင်ပေးပါမယ်။ကျောက်ပန်းလပြားသူ ဗိုလ်မှူးသူရကေတီအောင်မြင်းစင်းကြံနေပါသေးတယ်အဆိုပါမျိုးသမီးရဲ့မောင်ရင်းဟာလည်းလေတရဲဗိုလ်ကြီးချက်ဝေအောင်ဖြစ်ပါတယ်ညင်းချံတထိုးကြီးတောင်းသားလေတောင်းတက်ခဲ့မှုတွေဟာ၎င်းတို့မောင်နှမလက်ချက်ဖြစ်နိုင်တယ်လို့ဒေသခံတွေကတန်တရားဖြစ်နေကြပါတယ်2024ခုနှစ်စက်တင်ဘာလအတွင်းကကြောက်ပြောင်းမျိုးနယ်တဲ့ကိုပထမဆုံးအကြိမ်လေတောင်းတက်ခဲ့မှုစတင်ခဲ့စဉ်ကတည်းက၎င်းတို့ရဲ့မိသားစုတွေဟာနေပြည်တော်ကိုပြောင်းရွှေ့သွားကြတာဖြစ်ပါတယ်တထိုးကြီးမျိုးနယ်ဝဲလူနဲ့ခန်းစဉ်မှာစခန်းကိုလေကြောင်းပစ်ကူအသေးအံလုပ်နေရပြီဖြစ်ပါတယ် ဂျမန်လေး9နာရီကျော်အစားပြီးတိုက်လေရင်လည်းပြစ်ခတ်မှုတွေရှိနေသလိုတဲယူပို့ဆောင်ရေးလေရင်တွေကပါဘုံကျဲနေရတဲ့အစစ်အထိရောက်ရှိလာနေပြီဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာစလဲဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်တိုက်ပွဲရှိရင်အောင်ဝဲရှိရ